င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ18ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍကိုဆက်လက်ပြီးသေးသင့်အောင်လုပ်နေမယ်ဆိုရင်တိုင်းပြည်ဟာထိမနိုင်သိမရဖြစ်သွားမယ်လို့ငင်းကြဲလူငယ်စစ်မှာပါဝင်လှုပ်ဆောင်နေတဲ့ဥခွန်ဆိုင်ကပြောဆိုလိုက်တဲ့သတင်း။ Israel Iran စစ်ပွဲအပေါ်ရပ်တည်ချက်နဲ့ပတ်သက်ပြီးအိန္ဒိယဟာတရုတ်ရုရှားတို့နဲ့ခွဲထွက်နေတယ်ဆိုတဲ့သတင်းအပါအဝင် ောက်ဆုံးရပြည်တွင်သတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုင်းရင်းသားတွေရဲ့အခမ်းကဏ္ဍကိုဆက်လက်ပြီးတေးသိမ်အောင် လုပ်နေမယ်ဆိုရင်တိုင်းပြည်ဟာထိမနိုင်သိမရဖြစ်သွားမယ်လို့ငင်းကြဲလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေတဲ့ဦးခွန်ဆိုင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်မြန်မာနိုင်ငံရဲ့အခင်းကျင်းမှာလူနည်းစုဖြစ်ကြတဲ့တိုင်းရင်းသားတွေရဲ့ကဏ္ဍကိုဆက်လက်ပြီးတေးသိမ်အောင်လုပ်နေမယ်ဆိုပါကတိုင်းပြည်ဟာထိမနိုင်သိမရဖြစ်သွားမယ်လို့ ငင်းကြိမ်လုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်းဆိုင်က CNN သတင်းဌာနကိုပြောပါရယ် Federal Snick ကိုသွားမယ်လို့သဘောတူခဲ့ကြပေမဲ့လေလက်တွေမှာတပီတောင်စနစ်လုပ်ခဲ့ကြကြောင်းလက်ရှိမှာတပီတောင်စနစ်အစား Federal Snick ကိုပြန်လည်တိစောက်မယ်ဆိုပေမဲ့လေဘ ਹੁ မာပို့ပြီးအာဏာရှိရမယ်လို့ဆိုကလှုပ်ဆောင်နေကြောင်းအခုလိုမျိုးတစ်ဖက်သက်လုပ်နေမယ်ဆိုပါကမြန်မာနိုင်ငံဟာဘယ်တော့အခါမှငင်းကြက်မှာမဟုတ်ကြောင်းသူကပြောပါရယ်မြန်မာနိုင်ငံအနေနဲ့ဒုတာဝန်အရေးသုံးပါးကိုသာတည်တံ့ထားပြီး ပင်လုံကိုလင့်လျူရှုကအမိပဲယူထားမယ်ဆိုပါကနိုင်ငံကြီးဟာအခုထပ်ပို့ပြီးရှုပ်ထွေးသွားမယ်လို့ငင်းကျဲလုပ်ငန်းစီမှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါရယ်။အာအရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့နိုင်ငံကယောဂမရှိတဲ့နိုင်ငံဖြစ်တယ်။ယောဂမရှိတဲ့ဟာကိုတခါလေအာဆေးလာပေးတာကအာမာရီဆေးကြီးလာပေးတာအနာတခြားဆေးတခြား ကျွန်တော်လူတာဖက်ပြီးတော့ဈေးဖြစ်တယ်။လာပေးတာကတပီတောင်ဈေးဖြစ်တဲ့ခါဆိုတော့အနာကမပြောက်ခဲနဲ့တခါတော့ပိုဆိုးလာပိုဆိုးလာလေတပီတောင်ဈေးကိုပေးလေဆိုတဲ့ခါကျတော့ပိုပြီးတော့ဒီကံယောဂါကပိုဆိုးတဲ့ထက်ပိုဆိုးလာတော့အခုထိပါပါဗျာနော်အခုအချိန်ဒီမှာတော့ ပင်လုံးတက်တက်နဲ့လောက်နေပဲကျွန်တော်တို့ကုစားလို့မရတော့ဘူးဒီခွဲစိတ်ကုသတဲ့ skin ထိတော်ရောက်လာနိုင်တယ်အထာကူကျွန်တော်တို့အားလုံးကဟိုသဘောထားကြီးကြီးနဲ့မလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအနာတရားစီတရားဆက်လုပ်မယ်ဆိုလို့ရှိရင်ဒီလူနေစုဖြစ်တဲ့တိုင်းရင်းသားတွေကန္တာကို ဆက်လက်ပြမကျွန်တော်တို့ကတေးတင်အောင်လုပ်မယ်ဆိုလို့ရှိရင်ဒီတိုင်းပြည်ဟာအာနောက်ဆုံးတော့အာထိမနိုင်တိမ်မရဖြစ်သွားမယ်သူများနိုင်ငံအောင်ရောက်သွားမယ်ဒီလိုရောက်သွားမယ်ဆိုရင်ဘု து အပြစ်မှမဟုတ်ဘူးကျွန်တော်တို့အားလုံးရဲ့အပြစ်ပဲ အနာတခြားစီးတခြားလုပ်ဖြစ်တဲ့အဖြစ်ပဲလို့ပြောရမယ်။ပင်လုံစားကြုပ်ကို1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြပြီးမြန်မာအစိုးရကအစိုးပိုင်းမှာပင်လုံစားကြုပ်ပါအချက်ကိုလိုက်နာခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့ပင်လုံစားကြုပ်ရဲ့အခြေခံမှုလမ်းစဉ်ကိုတွေ့ဖယ်လာတယ်လို့နိုင်ငံရေးကဲခတ်တွေကထောက်ပြကြပါတယ်။တိုင်းရင်းသားတွေဟာလူနည်းစုတွေဖြစ်ကြပေမဲ့လည်းမြန်မာနိုင်ငံရဲ့ဧရိယာထက်ဝက်ကျော်မှာနေထိုင်ရရှိကြတာပါ။တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍဟာလွတ်လပ်ရေးမရခင်ကာလကတည်းက မြန်မာနိုင်ငံရေးမှာအရေးပါခဲ့ကြတာဖြစ်ပြီးလက်ရှိ၄နှစ်ကျော်ကြာမြန်မာနိုင်ငံရေးမှာလည်းစစ်ရေးအရသာမကနိုင်ငံရေးအရမှာလည်းအရေးပါတယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်။တိုင်းရင်းသားပါတီတွေထဲကတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေလွှတ်တော်တဲ့ပုံမှန်ဝင်ရောက်နိုင်ပါကတိုင်းရင်းသားအရေးကိုပုံမှန်ဆွေးနွေးလို့ရမှာဖြစ်တယ်လို့တိုင်းလိုင်းရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါတယ်။ဥမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဖွံ့ဖြိုးပြင်ဆင်ရေးကိစ္စပါဗျာ။ ဒီလိုတိုင်းသားသာဒီအလုပ်တော်ကိုရောက်ခိုင်းတိုင်းသားရင်းနဲ့ပတ်သက်ပြီးတော့ကြိုးကြဆူကြမယ်ကြိုးကြဆူကြတော့လူတော်မှာအောင်မြင်ခဲ့ပြီဆိုရင်တော့လက်နက်ကင်ဖွဲ့စည်းရတယ်သူစဉ်းစားလာပါလိမ့်မယ်ကြာဒါသူရင်းနဲ့ဒီလက်ကင်ကြီးတော်လာနာဖြစ်ရောက်တာဒီလူတော်နိုင်ငံကြီးကဖြစ်ရောက်သလားဆိုတာမျိုးပေါ့နော်ဒီတော့နိုင်ငံကြီးကအခုပုံမှန်၄၆ပြည့်လို့မျိုးနိုင်ငံတော်သွားနေမှချော့ချီချော့ပေးရမယ်ပြည်အောင်လို့သွားချီချော့ပေးရမယ်ပြည်ပြည်နယ်ဝင်းကြီးကိုပြည်နယ်လို့တော့ရွေးချယ်ရမယ်တမ္ပါအတီးပြရမယ် အယူလေးတွေနဲ့လွတ်တော်မှာဖွဲ့စည်းပစ်စင်ကြီးကိစ္စတွေအဆအာကောင်းမောင်းတာနဲ့ကျွန်တော်ပြင်ကြမယ်ဆွေကြမယ်ဆိုရင်ပြင်နဲ့ပြင်ခဲ့ရပြီဆိုတော့ဒါမြန်မာနိုင်ငံကြီးကတော့တော်တော်လေးကောင်းလာမယ်လို့မျှော်လင့်နေတယ်ဗျ။တိုင်းသားတွေကလည်းသူ့ခွေတဲ့သူစိတ်ဆိုင်နေကြတာလေ။လက်ရှိမှာမြန်မာတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမြန်မာနိုင်ငံတဝန်တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပေမဲ့လည်းငြိမ်းချမ်းရေးတွဲဆောင်ဆွေးနွေးမှုတွေကိုတော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့သာပြုလုပ်နေတာကိုတွေ့ရပါဗျ။ ဒါပေမဲ့လည်းညီငယ်ရေးဆွေးနွေးပွဲတွေနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေဟာဟန်ပြားတက်တက်တာဖြစ်နေပြီမြန်မာနိုင်ငံရေးကိုဖြည့်ရှင်းနိုင်မဲ့သဘောတူညီချက်တွေကိုရအောင်မယူနိုင်ကြောင်းပါဝင်သစ်ပါဝင်ထိုက်သူတွေပါဝင်မှုမရှိတဲ့အတွက်ဆွေးနွေးမှုတွေဟာကိုစားပြုမှုမရှိကြောင်းစီးရင်နဲ့နိုင်ငံရေးအခက်ခတ်တွေကထောက်ပြကြပါတယ်။ဒါအပြင်တိုင်းရင်းသားလက်နက်ကိုင်တွေဟာ2017ခုနှစ်ကနေ2020ပြည့်နှစ်အထိ ဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးတောင်းဆိုဆွေးနွေးခဲ့ကြပေမဲ့2021ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံရဲ့အခင်းကျင်းပြောင်းလဲလာတဲ့အခါမှာတော့ Confederation ဒါမှမဟုတ်နိုင်ငံထူထောင်ရေးဆိုတဲ့အဆင့်အတန်းထိမျှော်မှန်းပြီးတောင်းဆိုတိုက်ပွဲဝင်လာနေကြတာပါလက်ရှိမှာတော့29ဩဂုတ်လအနေနဲ့၄နှစ်ကျော်ကြာပြီးနောက်2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေရလေဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့အကြက်တွေကိုတွေ့ဆုံဆွေးနွေးခြင်းနီးလန်းနဲ့အဖြစ်ရှာရမယ်လို့ပြည်တွင်းပြပကနေပြောဆိုနေကြပြီးမြန်မာတပ်မတော်ရဲ့ကိုစားပြုဟာနှဆကဖြစ်နေပေမဲ့လည်းသူ့ရဲ့ဆွေးနွေးဘက်က ဘသူဖြစ်တယ်လဲဆိုတာမေးခွန်းထုတ်မှုတွေရှိလာခဲ့တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါတယ်။မြမနိုင်ငံရေးအကြက်တွေကိုတွေးဆုံဆွေးနွေးခြင်းနီးလန်းနဲ့အပြေရှားရမယ်လို့ပြည်ရင်းပြည်ပပြောဆိုနေတဲ့အတိုင်းမြမတက်မတော်ဘက်ကနဆကကိုစားပြုပေးမယ်လဲသူ့ရဲ့ဆွေးနွေးဘက်ကဘသူဖြစ်မလဲလို့မေးခွန်းထုတ်မှုတွေရှိလာခဲ့ပါတယ်။ဆွေးနွေးညီနိုင်ရမှာကိုစားပြုမှုမရှင်းလင်းရင်ပို့မှုရှုပ်ထွေးနိုင်တယ်လို့ NCA ထိုးထားတဲ့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO NCAS မှဗိုလ်မှူးကြီးခွန်အောက်ကဆီယန်နိုင်သတင်းဌာနကိုပြောပါတယ်။ အဲ့ဒါကတော့ကျွန်တော်တို့ NCA လက်မှတ်ထိုးတဲ့ဟိုက policy ရှိပြီးသားပါပါဝင်လက်ပါဝင်တိုက်သူများအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲကပါသဘောတူချက်ကပါလေတပ်ပြီးကိုပြေဆုံးဆွေးနွေးနိုင်မယ်ယုံကြည်မှုတည်ဆောက်နိုင်မယ်အဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲကလည်းပြိုင်နှက်တဲ့နဲ့เนาะအားလုံးစုပြုံပြီးတော့ရွယ်ချက်မတူဘူးနောက်နောက်ခံ background မတူတဲ့အဖွဲ့တွေပါဖို့ကမလွယ်ဘူးဥပမာတိုင်းသားတွေကစနက်ကန်တော်လန်လာတာ နှစ်ခုနှစ်ဆယ်ရှိပြီအဖွဲ့အစည်းတွေကသဘောထားနဲ့လိုချင်တာလည်းအားလုံးသိတယ်ဒါကြောင့်တိုင်းသားအဖွဲ့တွေကိုပနာမညိမ့်မိုင်းဆွေးနွေးမလားမြောက်ပိုင်းခုနှစ်ဖွဲ့ရှိတယ်တောင်ပိုင်းမှာလည်းခုနှစ်ဖွဲ့ရှိတယ်အဲ့ဒီလိုအဖွဲ့တွေနဲ့ဆန့်ကျင်နေတဲ့အဖွဲ့တွေရှိတယ်မဟာမိတ်ပြုသွားတဲ့အဖွဲ့တွေရှိတယ်အဲ့ဒီလိုအဖွဲ့တွေနဲ့ အရင်နှိမလားနှိပြီးတော့ရတဲ့အဆင့်တစ်ခုပေါ်မှာပါချားတော့လက်နဲ့ကန်တော်လိုက်အာစုတွေပေါ့ဥမာ UG အပါဝင်ကျွန်တော်တို့ PDF ဝင်အာစုတွေနော်နာမည်ပေါင်းစုံနဲ့ပြန့်ကျဲနေတဲ့လက်နဲ့ကန်တွေအဲ့ဒါတွေအားလုံးကလည်းတသူတစည်းတည်းမဟုတ်နေတဲ့ခါကြတော့ဒီကိုစားပြုမှုပါဒီကျွန်တော်တို့ပြဿနာရှိနေကိုစားပြုမှုမရှင်းလင်းလို့ရှိရင်ဘယ်သူကကိုစားပြုတယ်ပဲနေပဲအင်အားကိုစားပြုတယ်ဆိုတာမရှင်းလင်းရင်ပူပြီးတော့ရှုပ်ထွေးတာပဲဖြစ်တတ်ပါတယ် ဝင်ဆင်းသေးတဲ့အဘက်ကလည်းကုသပြုမှုခံလို့ရမယ်။အဖက်ကလည်းအာမခံချက်ရှိရမယ်။ ဘောတူထားပြီးပြီဆိုရင်ကိုယ်သဘောတူထားတဲ့အတိုင်းလိုက်လုံနိုင်တဲ့အစွမ်းကြီးတွေလည်းရှိရမှာပေါ့လေဒီလိုရှိမှကိုစားပြုမှုအားကောင်းကောင်းနဲ့ဆွေးနွေးပွဲတွေပါလာနိုင်မယ်ဆိုတော့ကိုစားပြုမှုမခိုင်မာရင်တော့အထည့်လို့တော့မရသေးဘူးကွာဆွေးနွေးပွဲမှာအဲ့ဒီလိုကျွန်တော်တတ်ပါတယ်ဆရာမမြန်မာနိုင်ငံရဲ့အချက်တွေကိုတွေးဆဆွေးနွေးကြဖို့အာဆီယံကုလသမဂ္ဂအမေရိကန်တရုတ်အိန္ဒိယဥရောပသမဂ္ဂတို့ကတိုက်တွန်းလျက်ရှိပါတယ်ဒါပေမဲ့လည်းယနေ့ထိတိုင်မြန်မာတက်မတော့ NASA ကနေအတိုက်အခံအင်အားစုတွေကြားတွေးဆဆွေးနွေးနိုင်ခြင်းမရှိ ရှိသေးတယ်လို့တွေးဆောင်ဆွေးနွေးကြမယ်။ကိုစားပြုမှုတွေကလည်းမရှင်းလင်းပဲဖြစ်နေကြပါဗျ။2022ခုနှစ်ကအာဆီယံအလဲကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့မှုတဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာမြန်မာနိုင်ငံကို2022ခုနှစ်ဇန်နဝါရီလကရောက်ရှိလာပြီး NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးမြန်မာအရေးဖြစ်ရှင်းနိုင်ဖို့ညှိနှိုင်းဆွေးနွေးခဲ့ပေမဲ့ကံကွက်မှုတွေရှိခဲ့ကြပါဗျ။အာဆီယံအလဲကျဥက္ကဋ္ဌအဖြစ်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်လာရောက်ပြီးမြမအရေးဆွေးနွေးခဲ့မှု ရှိပေမဲ့လည်းအာဆီယံဟာနိုင်ငံရေးအဖြစ်တွေ့ဆုံဆွေးနွေးမှုကိုမျက်ကွယ်ပြုနေကြောင်းရခိုင်ဦးဆောင်ပါတီ AFP မှဥက္ကဋ္ဌဒေါက်တာအိမ်မောင်ကဆီယံနိုင်သတင်းဌာနကိုပြောပါတယ်။ဟိုနောက်ဆက်ကတော့သူသွားတဲ့လမ်းကြောင်းကိုကြည့်သွားမှာပဲလေ။အဲ့တော့ကြောင်းနေတာကအာဆီယံကနော်ဒါကမ္ဘောဒီးယားလက်ချက်မှာနော်ဖြည်းဖြည်းဝင်ဝင်လာရောက်ပြီးတွေ့ဆုံတာရှိတယ်။နော်ပရက်ဆိုကွန်လို့ပေါ့ဗျာဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံသားဦးဆောင်ဖြည်းဖြည်းဝင်ဝင်တွေ့မှဖြစ်နေဆိုတော့ 我们也爱听，虽然红烧肉也是我们也吃惯，可他妈军队人，哎，你妈把。 万工城生股下来，如果把阿美加的 PAM 去断掉，等那个股是哪样？它就我那时候在里头做阿美那样做，做阿美，以前不老多票票，做了看哪些，没看哪些，不收手的股我都不管他妈的。以前伢伢通过啥都会不过啊，蓝筹股、大 V 型、低腰股们哈，以前低，以前低腰股呢，以前 plus three 股、大面的轻卡股，你们那个营业部都了，哎呀妈，六几的都了。你要是爸妈爱呢，你们那个营业部嘛，proxy 票没，对逆价没，伢一直湖南人么细节，哎，如果。 တ်မတ်မကဘာလို့ဖြစ်တယ်ဘာလို့ဖြစ်နေလဲဘာမှမလုပ်နိုင်ဘူးဒါစစ်တယ်မလားဘာမှမလုပ်နိုင်တာမရှိဘူးဒီလိုရင်ချုပ်ချက်အနာဟိုအလားထိဖို့ရှိဖို့တော့ပြဿနာကဒီအနာလေးပြောင်းရင်လို့ရှိတယ်တကယ်တကယ်နိုင်ငံကြီးတွေနဲ့ပတ်သက်လို့ဘာမှလုပ်နိုင်ဆုံးမရှိတစ်ဖက်နိုင်ငံကြီးများရဲ့ခုနစုံမှုဒိတ်ရိတ်ပတ်သက်နေပြီးစုံမှုပုံကိုရှင်းနိုင်မှဒီစီရန်ဒီပုံမှန်ပို့ပြ ျွန်တော်တို့ခုတော့ငါသွားခဲ့တဲ့လမ်းကြောင်းပေါ့ဗျာအရိဟဥစ္စာကိုပြန်ရောက်မြန်မာနိုင်ငံမှာ2020ခုနှစ်ဖေဖော်ဝါရီလရက်ကမြန်မာတက်မတော်မှာ LND အစိုးရကို2020ရွေးကောက်ပွဲမဲစီရင်အငင်းပွားမှုအားမဖြေရှင်းမဲ့အစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကဖြုတ်ချပြီးနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာပြီးနာဆာကမှအုပ်ချုပ်လျက်ရှိနေပါတယ် အဲ့ဒီနောက် LND အကောင်ဆောင်တချို့နဲ့လွတ်တော်အမတ်တွေအပါအဝင်ဒီမိုကရေစီအင်အားစုတွေလက်နက်ကိုင်တပ်ဖွဲ့တွေအခြားသောနိုင်ငံရေးပါတီတွေပူးပေါင်းပြီးမြန်မာတပ်မတော်နဲ့နာဆာကဖြုတ်ချရေးလက်နက်ကိုင်တော်လှန်ရေးရှိနေပါတယ်။အဆိုပါလက်နက်ကိုင်တော်လှန်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPA အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC PDF, MPDF, KIA, AA, MNDAA, TNNA, CNF, KNU, KNBB, KNDF တို့အပါအဝင်တခြားသောလက်နက်ကိုင်အင်အားစုတွေစုပေါင်းပြီးဖော်ဆောင်နေကြပါတယ်။အဲဒါကြောင့်မြန်မာနိုင်ငံရေးကိုတွေ့ဆုံဆွေးနွေးပြီးအပြေရှားရမယ်ဆိုပါကမြမတက်မတော်ကို NASA ကကကိုစားပြုနိုင်ပေမဲ့လည်း NASA ကနဲ့ဆွေးနွေးမဲ့အတိုက်ခံတွေဘက်ကဘယ်သူကကိုစားပြုနိုင်မှာတလဲမေးခွန်းထုတ်လျက်ရှိနေပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။အစ္စရေးအီရန်စစ်ပွဲပေါ်ရည်တည်ချက်နဲ့ပတ်သက်ပြီးအိန္ဒိယဟာတရုတ်ရုရှားတို့နဲ့ခွဲထွက်နေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်သူကိုရှုစားလိုက်အောင်ပါ။အစ္စရေးအီရန်စစ်ပွဲပေါ်ရည်တည်ချက်နဲ့ပတ်သက်ပြီးအိန္ဒိယဟာတရုတ်ရုရှားတို့နဲ့ခွဲထွက်နေတယ်လို့ Asia Times မှာဖော်ပြခဲ့ပါတယ်။ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO က အီရန်ကိုတိုက်ခိုက်ခဲ့တဲ့အစ္စရေးအားရှုတ်ချကြောင်းဇွန်လ14ရက်မှာထုတ်ပြန်ခဲ့ပေမဲ့အိန္ဒိယကပအဝင်ဆွေးနွေးခဲ့ခြင်းမရှိကြောင်းအိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကအတည်ပြုခဲ့ပါတယ် SCO ရဲ့ထုတ်ပြန်ချက်မှာဘလို့အချက်ကိုမှဝင်ရောက်မပြောဆိုခဲ့တာဟာပါကစ္စတန်အပါအဝင်အဖွဲ့ဝင်နိုင်ငံတွေနဲ့အိန္ဒိယကြားသဘောထားချင်းမတိုက်ဆိုင်တဲ့အရေးလက္ခဏာတစ်ခုဖြစ်ပါတယ် SCO ကိုဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်တရုတ်နဲ့ဆိုဗီယက်နိုင်ငံဟောင်းတွေကြားနေဆက်ဒေတာပြည်ထနာတွေကိုငြင်းချမ်းစွာဖြေရှင်းဖို့ဖွဲ့စည်းထူထောင်ခဲ့တာ ဖြစ်ပါတယ်။2015ခုနှစ်မှာ SCO မှာအိန္ဒိယနဲ့ပါကစ္စတန်တို့ပါဝင်လာခဲ့ပြီးနောက်စီးပွားရေးနဲ့အခြားနယ်ပယ်ကဏ္ဍအသီးသီးမှာပူးပေါင်းဆောင်ရွက်မှုတွေကိုချက်ထွင်ခဲ့ပါတယ်။အဲဒီနောက်အီရန်ဟာ2023ခုနှစ်မှာ SCO အဖွဲ့ဝင်တစ်ဖြစ်လာခဲ့ပါတယ်။ SCO ဘရင်းညင်စာရန်ရဲ့အပိုက်ခွဲ16မှာ SCO အဖွဲ့ဝင်တွေဟာအကြောင်းအရာတစ်ခုအတွက်မဲပေးခြင်းမပြုဘဲသဘောတူညီချက်နဲ့ဆုံးဖြတ်ချက်ချမီဆိုပါကကန့်ကွက်သူမရှိရင်သဘောတူညီချက်ကိုအတည်ပြုနိုင်ကြောင်းဖော်ပြထားပါတယ်။အဲဒါကြောင့်လက်ရှိမှာ အိန္ဒိယကအစ္စရေးအီရန်စစ်ပွဲနဲ့ပတ်သက်ပြီး SCO ရဲ့ထုတ်ပြန်ချက်မှာပါဝင်ဆွေးနွေးခဲ့ခြင်းမရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ခြင်းဟာ SCO ထုတ်ပြန်ချက်နဲ့အိန္ဒိယစာပတ်သက်မှုမရှိကြောင်းဖော်ပြရာရောက်ခဲ့ပါတယ်။ဒီအခြေအနေကအိန္ဒိယကို SCO နဲ့ပုံမဝေးကွာသွားစေနိုင်တဲ့အနေအထားကို ရောက်ရှိသွားနိုင်ပါတယ်။ SCO ကိုတရုတ်ကပုံမလွှမ်းမိုးလာနိုင်မဲ့အခြေအနေမျိုးမှာအိန္ဒိယဟာ SCO မှာနှုတ်ထွက်မီလို့ဒါမှမဟုတ်အဖွဲ့ဝင်အဖြစ်ဆက်ရှိနေမီလို့ဆိုတဲ့မေးခွန်းတွေကိုကောက်ချက်ချဖို့အချိန်ဆောလွန်နေသ သေးပါတယ်။အိန္ဒိယဘက်မှကြည်ရင်တရုတ်ဟာအိန္ဒိယနဲ့နောက်တစ်ကြိမ်နယ်စပ်ဒေသပြိပခဖြစ်လာခဲ့မယ်ဆိုပါကရုရှားအပေါ်ဩဇာလွှမ်းမိုးမှုကိုခြေကုပ်ယူလာနိုင်မဲ့အရေးကိုစိုးရိမ်နေပါတယ်။ဒီအခြေအနေမျိုးမှာတရုတ်ကရုရှားအားအိန္ဒိယကိုလက်နက်တွေမရောင်းဖို့တမ်းပြပိတ်ပင်လာခဲ့မယ်ဆိုပါကအိန္ဒိယအတွက်ကြီးမားတဲ့အမျိုးသားလုံခြုံရေးဆိုင်ရာချင်းချောက်မှုဖြစ်လာမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အစ္စရေးအီရန်စစ်ပွဲက တရုတ်ရဲ့စွမ်းရည်လုံခြုံရေးကိုစိန်ခေါ်မှုရှိလာနေတဲ့ဆိုတဲ့တင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ Israel EN စစ်ပွဲဟာကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုကိုခရဲရိုက်ခတ်ခဲ့ပြီးတရုတ်ရဲ့စွမ်းရည်လုံခြုံရေးနဲ့အရှိအလယ်ပိုင်းဒေသမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုအပေါ်စိန်ခေါ်မှုတွေမြင့်တက်လာစေခဲ့ကြောင်းနေကိုင်းအရှာမှဖော်ပြခဲ့ပါရစေ။တရုတ်ဟာရှင်းနေဝယ်ယူမှုမှာအီရန်နိုင်ငံအပေါ်မိခိုနေရပြီးအီရန်ရဲ့ရှော်ဈေးနဲ့ရောင်းချတဲ့ရေနံစိမ်းစုစုပေါင်းရဲ့90ရာခိုင်နှုန်းကို တရုတ်ကဝယ်ယူနေပါဗျ။ ဲ့ဒီပမာဏအရာတရုတ်ဟာအီရန်ထံမှနေ့စဉ်ရေနံစိမ်းစီပေါင်းတိတက်သမ9တန်းခန့်ကိုဝယ်ယူနေတာဖြစ်ပြီးရှန်တုံမြို့ရှိရေနံကျက်စက်ရုံတွေမှာ ပြန်လည်တပ်ဆင်ချက်လုပ်လျက်ရှိပါတယ်ဒါပေမဲ့အီရန်ရဲ့စစ်ရေးအခြေခံအဆောက်အအုံတွေကိုအစ္စရေးကပြစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့်တရုတ်အတွက်အီရန်ထံမှရေနံဝယ်ယူမှုတွေဟာရပ်ဆိုင်သွားနိုင်တဲ့အခြေအနေကိုရောက်ရှိသွားနိုင်ပါတယ် ဲ့ဒီအပြင်တရုတ်ရဲ့ပုဂ္ဂလိကရေနံချက်စက်ရုံတွေဟာအခြားနိုင်ငံတွေမှာရေနံတွေကိုဈေးကြီးပေးပြီးဝယ်ယူရမယ့်အခြေအနေကိုလည်းရောက်ရှိစေခဲ့ပါတယ်။စီးရဲတင်းမာမှုတွေကြောင့်ဟော်မုန်းရေလက်ကြားဒါမှမဟုတ်ပင်လယ်နီမှာဖြစ်တန်းသွားလာမှုတွေပိတ်ပင်ခံရမယ်ဆိုပါကတရုတ်ရေနံတင်းတင်မောတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရနိုင်ပါတယ်။ အဲ့ဒီအပြင်တရုတ်ဟာအီရန်ကိုတန်တမန်ရေးအရထောက်ခံပေးနေပြီးအပြစ်ခက်ရက်စဲဖို့တိုက်တွန်းနေသလိုအစ္စရေးအပါအဝင်ပင်လယ်ကွေ့နိုင်ငံတွေနဲ့ဆက်ဆံရေးကိုလည်းထိန်းသိမ်းထားပါတယ်လက်ရှိမှာအီရန်အစ္စရေးပြိပခအရှိန်မြင့်လာတာနဲ့အများအရှိအလယ်ပိုင်းဒေသကိုဖျက်ဆီးမယ်တရုတ်ရဲ့ရီမန်းချက်ကြီးသောပလန်ရဝန်းစီမံကိန်း BRI အတွက်လည်းစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ် အီရန်နဲ့အစ္စရေးရှိတရုတ်နိုင်ငံသားတွေကိုအမြန်ဆုံးကယ်ထုတ်ဖို့လှုံ့ဆော်နေကြ။ဇွန်လ18ရက်မှာတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကော့ကြားကွန်ကပြောကြားခဲ့ပါတယ်။အစောပိုင်းကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ရဲ့မြို့တော်တီဟီယန်မှာနေထိုင်သူတွေအားလုံးချက်ချင်းပြောင်းရွှေ့ကြဖို့လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။အီရန်နိုင်ငံတီဟီယန်မြို့တော်ကနေလူတိုင်းထွက်ခွာဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောဆိုပြီးနောက် ကနေဒါနိုင်ငံမှာပြုလုပ်တဲ့ဆက်မှုထိပ်သီးခုနှစ်နိုင်ငံ G7 အစည်းအဝေးမပြီးခင် ပြန်လည်ထွက်ခွာသွားခဲ့တဲ့ဆွေးနွေးတင်ကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။အီရန်နိုင်ငံတီရန်မြို့တော်ကနေလူဝဲထွက်ခွာဖို့ပြောခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာကနေဒါနိုင်ငံမှာပြုလုပ်တဲ့ဆက်မှုထိပ်သီးခုနှစ်နိုင်ငံ G7 အစည်းအဝေးမပြီးခင်ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း South China Morning Post ကဖော်ပြခဲ့ပါရစေ။အရှေ့လေပိုင်းဒေသကြီးတင်းမောင်မြင့်တက်လာတဲ့အခြေအနေကြောင့်ကနေဒါကနေအမေရိကန်ကိုစောစောစီးပြန်လာခဲ့တာဖြစ်ကြောင်းအင်ဖြူတော်ကထုတ်ပြန်ခဲ့ပါရစေ။ထရန့်ကသူကဝါရှင်တန်ကိုခက်စောစောပြန်ရတဲ့အကြောင်းအရာရှိကြောင်း ကနေဒါမှာဆက်နေခြင်းပေမဲ့အခြေအနေအရေအကြောင်းအစောကြီးပြန်သွားခဲ့တာဖြစ်ကြောင်း G7 ကောက်ဆောင်တွေနဲ့လည်းဒါကိုနားလည်လိမ့်မယ်လို့ဒေနောက်တွေကိုပြောကြားခဲ့ပါတယ်။ G7 အစည်းအဝေးဟာအစ္စရေးနဲ့အီရန်ကြားအပြစ်ကရစိုင်းနဲ့သက်ဆိုင်မှုမရှိတဲ့အတွက်ကနေဒါကလည်းအပြစ်ဆိုးပြန်လည်ထွက်ခွာလာခဲ့တာဖြစ်ကြောင်းထရန်ကဆိုပါတယ်။ကျွန်တော်အမေရိကန်ကိုပြန်သွားရတဲ့အကြောင်းရင်းကတော့အစ္စရေးအီရန်ပြစ်ခတ်ရစဲအတွက်လို့ဆရာရှိလို့ဆိုပြီးပြည်ထောင်တပ်မန်ဖရွန်ကလူသိချင်းကြားမှန်းပြောကြခဲ့ပါတယ်။တကယ်တော့မဟုတ်ပါဘူး။ကျွန်တော်မှအဲ့တဲ့ကြီးမားတဲ့ရွေးချက်ရှိပါတယ်လို့ထရန့်ကထရန့်ဆိုရှယ်လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။ ဒီဆွေးဝေးဖွဲ့ဝင်နိုင်ငံတွေကအစ္စရေးကိုထောက်ခံကြောင်းအစီအကံစာဇွန်လ16ရက်နောက်ပိုင်းကထုတ်ပြန်ခဲ့ပြီးအစ္စရေးရံမဲ့ဖြစ်တဲ့အီရန်ဟာအရှိလေပိုင်းကိုမတီးမငြိမ်ဖြစ်စေတဲ့အဓိကရင်းမြစ်တစ်ခုဖြစ်တစေခဲ့ခဲ့ပါတယ်။ဒါအပြင်ဒေတာတွေရေလွန်မှုတွေကိုလျှော့ချကြဖို့လည်း G7 ကောင်းဆောင်တွေကတိုက်တွန်းခဲ့ပါတယ်။ဇွန်လ17ရက်မှာအစ္စရေးကအီရန်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့ကနိုင်ငံခြားအပြည်အလဲတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေကဒေတာတွေကျယ်ပြန့်တဲ့စစ်ပွဲဖြစ်လာမယ့်အခြေအနေကိုစိုးရိမ်မှုတွေမြင့်တက်စေခဲ့ပါတယ်။ ီရင်နိုင်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နိပြဟောင်းပိုစတီကိုဂလူးကိုထုတ်ပေးခဲ့တာဟာစိတ်ပိုင်းဆိုင်ရာခက်ခဲခဲ့ပေမဲ့ကလပ်အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့တယ်လို့ယုံကြည်ကြောင်းစပါတင်ဥက္ကဋ္ဌလီပိုင်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ စပါးရီအဝတ်တလီပိုင်းကနီးပြအောင် post video glue ကိုထုတ်ပယ်ခဲ့တာစိတ်ပန်းဆိုင်ရာခက်ခဲခဲ့ပေမဲ့ကလပ်တက်မက်ကန်နဲ့ဆုံးဖြတ်ချက်ချခဲ့လို့ယုံကြည်ကြောင်းပြောခဲ့ပါရယ်ဒီပိုင်းကကျွန်တော်အတူအလွန်ကျေးဇူးတင်ပါရယ်သူကပထမရာသီမှာအဆင့်9နဲ့ရာသီဆုံးတက်ခဲ့ပြီးဒွေရောက်ရာသီမှာ supply ရယူပေးနိုင်ခဲ့ပါရယ်ဒါပေမဲ့ကျွန်တော်တို့ကပြန်ပွဲတိုင်းကိုရှင်းပြန်နိုင်ဖို့လိုအပ်တာကြောင့်အပြောင်းလဲလုပ်ဖို့လိုတယ်လို့ခန်းစားခဲ့ရပါရယ်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီးသူကကလပ်တမိုင်မှာအစိတ်ပိုင်းပြင်းပြဲနဲ့ရှိနေပါပါဒါကစုပေါင်းဆုံးဖြတ်ချက်ပြပြီးကျွန်တော်ရဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူးကလပ်တွေမက်ကန်နဲ့ဆုံးဖြတ်ချက်ဆိုတာယုံကြည်တယ်လို့ပြောခဲ့တာပါအသက်59နှစ်အရွယ်ကြီး post video glue ကစပါတင်ဟိုနှစ်ပေါင်း18နှစ်အတွင်းပထမ ါဆုံးစုဖလာပြီးအယူပါလိဖလာရယူပေးနိုင်ခဲ့ပြီးဒါမှမဟုတ်ဒီချန်ပီယံလိပြိုင်ပွဲရှင်ပြိုင်နိုင်အောင်ကင်တွဲပေးနိုင်ခဲ့ပါတယ်။ဖလာတင်ကယူပါလိဖလာရယူနိုင်ခဲ့ပေမဲ့ပရီးမီးယားလိပြိုင်ပွဲမှာအမပေးတဲ့အဆင့်ဆက်ခွနဲ့ရာသီအဆုံးသတ်ခဲ့ရပါ။အဲဒါကြောင့်စပါတင်တာဝန်ရှိသူတွေကယူပါလိဖလာရယူပြီး16ရက်အကြာမှာပိုစီယိုဂလူးကိုနီးပြရာထူးကနေထုတ်ပေးခဲ့တာဖြစ်ပါတယ်။စပါတင်ကစားသမားတွေနဲ့ပရိသတ်တွေကပိုစီယိုဂလူးကိုထုတ်ပေးခဲ့တဲ့အတင်းအဆိုးပဲကြောင့်စိတ်ပြေပြီးဝေဖန်မှုတွေပြုလုပ်ခဲ့တာပါ။စပါတင်ကြီးခဲ့လိပိုင်းကတော့ယူပါလိဖလာရယူနိုင်တာအတင်းအတွက်မလုံလောက်ပဲ။ပြိုင်ပွဲတိုင်းမှာအကောင်းဆုံးရှင်ပြိုင်နိုင်မှုလိုအပ်တာကြောင့်ပိုစီယိုဂလူးကိုနီးပြရာထူးကနေထုတ်ပေးခဲ့ရတယ်လို့ပြောရပါတယ်။စပါတင်က PL ရ ရွက်ကမှဘရန်ဖို့တင်နီးပြတော်မတ်ဖရန်ကိုနီးပြအသည့်ဖြင့်2028ခုနှစ်ဒီစာအုပ်ချုပ်ဆိုခါခံရခဲ့ပါတယ်။ဒီပိုင်းဟာစပါတင်အိုတာဖြင့်2001ခုနှစ်ကတည်းကအတောင်ဝင်ထမ်းဆောင်နေတာဖြစ်ပြီးတော်မတ်ဖရန်ကသူ့ရဲ့လက်ထက်မှာအသင်းရဲ့73မြောက်အမြဲတမ်းနီးပြတိုးဖြစ်လာခဲ့ပါတယ်။စီအိုနိုင်တဲ့ဌာနရဲ့2025ခုနှစ်ဇွန်လ18ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြေရှင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါသေးရှင်။